ရောင်းရင်ဟာမန်ဂါတို့ဝက်ဘတွန်းတို့ကောမက်တွေကိုဖတ်ရတာကြိုက်လားဒါဆိုရင်တော့ဒီဗီဒီယိုမှာရောင်းရင်တို့တိတ်ပြောလေးပြောထားမရှိတဲ့အကြောင်းအရာတွေကိုပြောမှာဖြစ်ပါတယ်မင်္ဂလာပါကိုယူနစ်သိန်း channel ရာနေကျေးဇူးလိုက်ပါတယ်ကျွန်တော်တို့ဟာအနီမေးတွေကိုကြည့်ရပဲဖြစ်ဖြစ်ဝက်ဘတွန်းတွေမန်ဂါတွေကိုဖတ်တာပဲဖြစ်ဖြစ်မှာအများစုကတော့ဇလန်းတွေကိုပဲလိုက်ပါစီးမြောက်ကြရများပါတယ်အဲတချို့တလေကတော့ character တွေ character design တွေကိုကြည့်ကြည့်တာရှိပါတယ် အခုမှတော့ကျွန်တော်ကဇလန်းအကြောင်းကိုသိပြောချင်တာမဟုတ်ဘဲနဲ့အဲ့ဒီထဲမှာပါတဲ့ award တွေအကြောင်းတွေပြီးတော့ဘလို့ဆွဲထားရတယ်ဆိုတဲ့အကြောင်းတွေကိုပြောပြချင်တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အများစုကဇလန်းအကြောင်းတွေကိုပဲပြောလို့ပြောထားရှိပြီးတော့ဒီထဲမှာသူတို့ဘလို့ဆွဲထားရလဲဒီအဲ့လက်ရာတွေကဘလောက်လာလဲဆိုတဲ့အကြောင်းတွေကိုတော့တော်တော်ပြောလို့ပြောထားမရှိရမလို့ကျွန်တော်ကအဲ့ဒီအကြောင်းတွေကိုပြောပြဖို့ဒီ CV လေးလုပ်ဖို့ idea ရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီတော့ပထမဆုံးတစ်ယောက်အနေနဲ့ကျွန်တော်ရွေးချယ်ထားတာကတော့ မာဟီရိုအကယ်ဒမီယာရဲ့ပဲ့ကန်ရှင်ကိုဟဲဟိုလီကိုရှင်ဆန်းဆဲပဲဖြစ်ပါတယ်။မာဟီရိုအကယ်ဒမီယာကဒီနှစ်အောက်တိုဘာမှာစီဇန်8နဲ့ပြန်လာခဲ့ပြီးတော့ animation ဘိုင်းမှာလည်းဖန်တွေရဲ့အထူးကြီးကြီးမှုကိုရရှိထားပါတယ်။ဒီစီဇန်8မှာဆိုရင် animation studio ကအပိုင်းတစ်ပိုင်းကြီးစီတိုင်းကိုအသီးကွတ်ထားတာကိုမြင်တွေ့နိုင်ပါတယ်။ဇလန်းချင်းလေးပြောရင်တော့ quick လို့ခေါ်တဲ့အစွမ်းရှိတဲ့လူတွေရဲ့ကဘာမှာ midori ရဲ့ izuku လို့ခေါ်တဲ့ကောင်လေးတယောက်ကအစွမ်းမရှိဘဲမွေးဖွားလာပါတယ်။ အဲအစမ်းမရှိတာပြဿနာမဟုတ်ပေမဲ့ပြဿနာကအီဇူကူကစူပါဟီးရိုးဖြစ်နေတာပါပဲအဲ့တော့ तू ဘာလုပ်တယ်လို့ထင်လဲငိုပါလေပြောအသေးရပ်ပါလာပါဒါမဲ့စူပါဟီးရိုးဖြစ်ချင်တဲ့သူ့ရဲ့အိမ်မက်ကိုတော့လုံးဝလက်မလျှော့ခဲ့ပါဘူးအဲ့ဒီနောက်မှာ all might လို့ခေါ်တဲ့အကိတ်ကြီးနဲ့တွေ့ပြီးတော့သူ့ရဲ့အမွေးကိုစားလိုက်ရာကနေ one for all ဆိုတဲ့အစွမ်းကိုလက်ဆိုင်ကန်ရရှိခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီအစွမ်းကိုသုံးချက်အောင်စူးစမ်းရင်းနဲ့ UA ဆိုတဲ့စူပါဟီးရိုးအကြောင်းမှာသူ့ရဲ့ငဲချီဦး ငယ်တငယ်ချင်းနဲ့အတူတူတက်ရင်စူပါဟီးရိုးဖြစ်လာဖို့စူးစမ်းခဲ့ရတဲ့အကြောင်းပဲဖြစ်ပါတယ်။ဇလန်းအကြောင်းကိုနည်းနည်းလေးပြောပြပြီးပြီဆိုတော့ကျွန်တော်အဓိကပြောချင်တဲ့အက်ဝါရီအကြောင်းကိုဆက်လိုက်ရအောင်။ဟိုရီကိုရှင်ဆန်းဆန်းရဲ့လက်ရာဟာတခြား typical anime လက်ရာတွေနဲ့မတူဘဲနဲ့ကွဲထက်နေပါတယ်။ဒါကလည်းသူကငငယ်လေးတည်းက Western comic တွေ American comic တွေနဲ့ကြီးပြင်းလာတာကြောင့်လို့ဆိုနိုင်ပါတယ်။တဆင်ချင်းစီဆက်ပြောပြရမယ်ဆိုရင်သူ့ရဲ့ line skill ဆန်းဆန်းက line ဆွဲတဲ့အချိန်မှာ stroke တူတူလေးကိုသုံးပြီးတော့ဆွဲလိုက်ဆွဲတာရှိရဲ့။ ပြီးတော့ secret တုံးနေထက်ချင်းဒီ glass plate တွေကိုလည်းကျွန်းချင်းကျင်တုံးနိုင်အောင်ကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။အဲ secret တုံးတို့ဟန်ချင်းတို့ကဘာကြီးလဲဆိုရင်တော့ကျွန်တော်မကြခင်မှာ manga နဲ့ပတ်သက်တဲ့ knowledge sharing video တွေမှာတရားလေးပြောပြပေးသွားမှာပဲ။အခုတော့ဒီတိုင်းလေးပဲမှတ်ထားကြပါအောင်။ဆိုတော့ရင်းဆုံးဥပမာအကြံလေးပြရမယ်ဆိုရင် secret တုံးဆိုတာဒီဥစ္စာပါ။ထက်ချင်းဆိုတာဒီဥစ္စာ။ glass plate ဆိုတာဒီဥစ္စာ။ manga ဖတ်တဲ့လူကြီးဆိုရင်တော့ manga တို့ comic တို့ဖတ်လေဖတ်တာရှိတဲ့လူဆိုရင်တော့ဒါရင်နဲ့ရင်းနှီးမယ်လို့ထင်ပါတယ်။မြင်းနီးလဲထားလိုက်ဗျာ။ကျွန်တော်နောက်ကြိုင်ပြောပြမယ်။ ဆိုတော့ဟိုရီကိုရှိဆန်းဆဲရဲ့လက်ရာကိုဆက်ပြီးတော့ကြီးကြမယ်ဆိုရင်သူရဲ့နောက်ထပ် strong point ကတော့လက်တွေပါဟိုရီကိုရှိဆန်းဆဲကလက်တွေကိုဆွဲရတော်တော်ကြိုက်တဲ့လူလိုအောင်ပြောလို့ရပါတယ်အပြီးတော့သူဆွဲတဲ့လက်ပုံစံတွေကလည်းတခြား artist တွေဆွဲနေဆွဲတာရှိတဲ့ပုံစံမျိုးနဲ့တိတ်မတူဘဲနဲ့ cartoonic ဆန်ဆန်လေးတွေလေးတော့ဆန်ဆန်လေးကိုပို့ပြီးမြင်ရပါတယ်အဲဒါကလည်းတစ်မျိုးလေးသွားပြီးတော့ကြည့်လို့ကောင်းနေပြန်အောင်မတစ်ချက်ကြည့်လိုက်ပါဟုတ်တကယ်တော့ပုံဆွဲတဲ့ဒူတွေဆိုရင်တော်တော်များများတိပါတယ်လက်တွေဆွဲရတာအရန်ကိုခတ်ပါတယ် လက်တရအရန်ရှုပ်ထွေးပြီးကျွန်တော်လက်ငါးချောင်းရှိရဖြစ်တဲ့အတွက်တချောင်းချင်းစီအစ်စ်တွေအချိုးတွေကအဲတဆင်နည်းနည်းလေးနည်းနည်းလေးလွယ်လိုက်တာနဲ့အဲ့လိုတိတ်ပြကြည့်လို့မကောင်းတဲ့အထက်မှာပါပါဒါမဲ့ဟော်ရီကိုရှိဆန်းဆဲရတော့လက်တွေအသေးစပန်းပါလေဘလောက်တောင်စပန်းလဲဆိုရင်အဝေါ်တိုင်းပြီးတော့ပန်တဲ့တိုင်းမှာလက်တွေကိုတနည်းမဟုတ်တနည်းမရရအောင်ထည့်ပြီးတော့တမန်ပိုဇီရှင်မျိုးမဟုတ်ဘဲနဲ့လုံးဝ complicated ပုံစံမျိုးတွေပါသူထည့်ပါတယ် ါကတော့သူ့ရဲ့ scale တစ်ခုပေါ့နော်သူ့ရဲ့လက်လေးသူ့လက်ဆူဆွဲထားတဲ့လက်လေးကိုတရားကြည့်ရနေတယ်ဟွာဒီဆွဲထားတဲ့သွားမိုက်နေရောဆိုရခံလန်းချက်ကရပါတယ်ဆက်ပြီးပြောရမယ်ဆိုရင်တော့ manga ဘိုင်းနဲ့တွားကြည့်ကြမယ်ဆိုရင်စမ်းစက်ဟာ manga မှာဆိုရင် detail တွေ paneling တွေကလည်း chapter 1မှာတွေက share ကြီးကွက်ထားတာကိုတွေ့မြင်နိုင်ပါတယ်လက်ဆက်ရှုလိုက်တဲ့ chapter 1မှာတွေဒီ panel ဝတ်ချက်ရှုလိုက်ဒီ panel မှာဆိုရင်သူ့ရဲ့ကျွမ်းကျင်တဲ့တုံးလင်းတွေ တည်တက်လာပါတဲ့ line up တွေပြီးတော့ composition တွေအဲ့ဒါမျိုးကော့ကော့ကွင်းကွင်းမြင်ရနိုင်မှာဖြစ်ပါဟုတ်တယ်မလားဆလဘီကာလာရင်ပိုင်းအကြောင်းပြောရမယ်ဆိုရင်စန်းဆက်ဟာကာလာချင်တဲ့နေရာမှာဆိုရင်แน่แน่လေး desaturated ဖြစ်တဲ့ကာလာပိုင်းမျိုးပို့ပြီးရွေးချယ်ပြီးတော့ခြေလေးခြေတာရှိရယ်အရင်ခေတ်တုန်းကမန်ဂါကာဘာတွေအဲ့လိုကာလာ page တွေကိုခြေတဲ့အခါမှာလည်း digital တွေအဲ့လောက်ကြီးမတုံးကြသေးပဲနဲ့ copic ဆိုရဲ ဝဒကလာမာဂါရိုဒီအယ်ကိုဟောမာဂါရိုကိုအဲတုံးပြီးရောခြေလေးခြေထားရှိကြတယ်ဆိုတော့အဲဒါပေမဲ့အခုချိန်ထိလည်းအဲ့လိုခြေနေတဲ့မာဂါကာကြီးရှိကြသေးရပါတော့ဆိုတော့ကိုဟီဂိုရီဆန်းဆဲကိုဆက်ကြည့်ရမယ်ဆိုရင်သူအယောင်ခြေစတိုင်ကဒီဂျစ်တယ်ပဲပဲခြေခြေဒါမှမဟုတ်ဒီကော့ပစ်နဲ့ပဲခြေခြေအဲဒီဒီ vibe ကိုတော့မပြောက်ပါဘူးဒါပေမဲ့အစပိုင်းမှာတော့ desaturated ဖြစ်တဲ့ကာလာလေးပို့သုံးပို့သုံးတယ်ပို့ပြီးတော့ရွေးချယ်တယ်ပေါ့နော်အဲဒါပေမဲ့လည်း အဲ့တုန်းကလည်းတမျိုးကြည့်လို့ကောင်းပါတယ်။နောက်ပိုင်းမှာတော့ soft တုံးတွေပုံပြီးတုံးလာပြီးတော့ color ချိုက်စရာလည်းပို ambient ဖြစ်လာပါတယ်။တိတာရဲ့ပြောင်းလဲမှုဆိုရင်တော့ဒဲကူရဲ့စပင်းတွေပါ။အစပိုင်းမှာတော့ black space နဲ့ဒီ saturated ဖြစ်တဲ့အစိမ်းရောင်နဲ့ဆွဲလိဆွဲတာရှိပြီးတော့နောက်ပိုင်းမှာတော့အစိမ်း spectral နဲ့အရောင်အီးလေးတွေတုံးပြီးဆွဲလာပါတယ်။တခြားလူတွေတော့မသိပေမဲ့ကျွန်တော်ကအဲ့ဒီ improvement ကြီးအရန်ကြိုက်ပါတယ်။ color လေးရပို့ပြီးတော့လို့ဆိုးဆိုးပြပြဖြစ်လာပြီးတော့အရင်ကမကောင်းလို့ပြောတာမဟုတ်ပေမဲ့နောက်ပိုင်းပြောင်းလဲ style ကြတော့ပို့ပြီးတော့ unit ဖြစ်ပြီးတော့ပို့ပြီးတော့ကြည့်လို့သွားကောင်းနေပြန်။အရောင်ပိုင်းလိုင်းရပိုင်းတုံးနေပိုင်းမှာဆရာသူစုဖြစ်တဲ့ဟိုရီကိုရှိဆန်းဆက်ကစရီဒဲလင်းပိုင်းနဲ့ပန်ဒလင်းပိုင်းမှာလည်းသွားရှုပ်လို့မရပါဘူး။သူရဲ့မန်ဂါပန်နဲ့မန်ဂါပိစ်တီတပေချင်းစုကြီးလိုက်မယ်ဆိုရင်ကိုရှုပ်ထွေးပြီးရောဒီဒင်းဆန်ပြီးရောခေယိုစစ်ဖြစ်တဲ့ဖိုက်ကိုအပြည့်အဝမြင်ရမှာဖြစ်ပါတယ်။တစ်ချက်ကြည့်လိုက်ဗျ။ဒီဟာကိုပဲကြည့်လိုက်။ဒါကလူသားတယောက်ဆွဲထားတာလားလို့မေးလို့ရလောက်အောင်ဒီဒီပိုင်း rendering ပိုင်းမှာကျွတ်ထားနေအောင်မြင်ရနိုင်ပါတယ်။ တပည့်ရသေးချာကြည့်မယ်ဆိုရင်ကွဲအပ်နေတဲ့ပစ္စည်းကြီးကွဲအပ်နေတဲ့အမှန်ကြီးပျက်စီးနေတဲ့အစအဦးအပိုင်းစားတွေစီလိုင်းတွေကာရိုက်တာတွေကဘလောက်ကြည့်ကြည့်ဒစိမ့်စိမ့်ကြည့်လေအရသာရှိလေဖြစ်ပါတယ် less than knowledge character design character design ဘိုင်းအကြောင်းပြောရမယ်ဆိုရင်ခိုရီကိုရှင်ဆန်းဆဲရဲ့အရင်တော့အကြောင်းကိုစပြီးတော့ပြောပြဖို့လိုပါတယ်ခိုရီကိုရှင်ဆန်းဆဲဟာအရင်တော့ကတော့အခုလိုမျိုး unit ဖြစ်တဲ့လက်ရာနဲ့စပြီးဒီပြူလာမဟုတ်ဘဲနဲ့တမန်သူ့လိုကိုယ်လို လက်ရနဲ့စခဲ့တဲ့မန်ဂါတစ်ယောက်ပါ၂000လောက်တော့ဆန်းဆဲရဲ့ဝေဥထဝန်ရှော့ဖြစ်တဲ့တန်ကိုဆိုတဲ့မန်ဂါမှာဆိုရင်အခုလက်ရှိလက်ရလည်းမဟုတ်ပဲနဲ့လုံအောင်꿰ပြနေလက်ရအောင်မြင်ရမှာဖြစ်ပါတယ်။အဲ့ဒီတုန်းကအဲ့ဒီခေတ်အဲ့ဒီခါနမေကြီးရဲ့လက်ရရင်းနဲ့ခက်စစ်စစ်လက်ရမျိုးကိုမြင်ရမှာဖြစ်ပါတယ်။ဘယ်လိုမျိုးလဲဆိုရင်အခုလိုမျိုး shot ဖြစ်တဲ့နှခေါင်းတွေမျက်လုံးပုံစံတွေမျိုးမဟုတ်ပဲနဲ့ realistic နဲ့နည်းနည်းနှီးစက်တဲ့နှခေါင်းမျိုးတွေနှခေါင်းပေါက်နှစ်ပေါက်ဖြစ်တဲ့နှခေါင်းတွေပြီးတော့မျက်လုံးတွေ ပါဇက်တရားလည်းအခုဆွဲတဲ့ပုံစံနဲ့တော့တခြားစီကိုမြင်ရမှာဖြစ်ပါတယ်။ဟိုပြောရမယ်ဆိုရင်တော့ဗျာအဲ့ဒီခေတ်အခါနာမည်ကြီးခဲ့လို့ကောင်းပွိုင်း B-pop တို့ဘာလို့အဲ့လိုမန်ဂါလိုက်ရမျိုးနဲ့ပို့ပြီးတော့ခက်စစ်စစ်တူပါတယ်။နောက်ပိုင်းမှာတော့တဖြည်းဖြည်းပြောင်းလဲပြင်ဆင်ဆွေးဆွေးနေနောက်ဆုံးမှာတော့ကျွန်တော်အားလုံးမြင်နေရတဲ့အရန်ကိုလှပပြီးတော့ outstanding ဖြစ်တဲ့လက်ရအောင်ပိုင်ဆိုင်လာတာပဲဖြစ်ပါတယ်။အဲ့ဒါအပြင်ဆန်းဆဲရဲ့ composition အယူအဆတွေ dynamic pose တွေအဲ့အကုန်လုံးကလည်း သူ့ရဲ့ကျွမ်းကျင်တဲ့ skill ကိုကောင်းကောင်းမြင်ရနိုင်မှာဖြစ်ပါတယ်။ဟိုရီကိုရှိဆန်းဆန်းရဲ့အနောက်တိုင်းနဲ့အရှေ့တိုင်းကိုစနစ်တကျရောရှက်ပြီးရောရလာတဲ့လက်ရာပေသက်လှပတဲ့လိုင်းရက်ကျွမ်းကျင်တဲ့တုံးနေရဲ့ဒီဒေးဆန်တဲ့ drawing skills တွေက manga စာမျက်နှာတမျက်နှာချင်းစီတိုင်းကိုတဆိမ့်ဆိမ့်ကြည့်ရင်ကြည့်ရင်လေ။ Wow ငါဒီလိုလက်ရာမျိုးကိုပိုင်းဆိုင်ကျင်လိုက်တာဆိုတဲ့ခံစားချက်ကိုပေးစွမ်းနိုင်တဲ့အထီးကိုလှပလာပါတယ်။ အဲဘာဖြစ်လို့ခိုရီကိုရှင်းစမ်းတဲ့အကြောင်းစပြောရလဲဆိုရင်တော့ကျွန်တော်ပုံပထမအောင်ဆုံးဆွဲတဲ့ခါစားမှာ typical anime လက်ရမျိုးတွေထက် outstanding ဖြစ်တဲ့လက်ရတွေကိုပို့ပြီးကြိုက်နေတတ်ခဲ့ပါတယ်ဒါကြောင့်ပဲပထမအဆုံးအနေနဲ့ inspire ဖြစ်တာကတော့ Horiko Shisase ဖြစ်တာမို့လို့သူ့ရဲ့အကြောင်းဗီဒီယိုလေးဆက်လုပ်ဖြစ်တာဖြစ်ပါတယ်။နောက်ပိုင်းနေမှာ တခြားကျွန်တော်ကြိုက်နှစ်သက်တဲ့ manga ကတွေရဲ့လက်ရာတွေ illustrator တွေရဲ့လက်ရာတွေပြီးတော့ webtoon လက်ရာတွေကို analyze လုပ်သွားမှာဖြစ်ပြီးတော့အဲ့ဒီအပြင် animation writer တွေရဲ့အကြောင်းတွေပြီးတော့ပုံစွမ်းနည်း tutorial တွေ knowledge sharing တွေကိုလည်းစိတ်ကူးပောင်းရင်ပောက်သလို video လုပ်သွားမှာဖြစ်ပါတယ်။ဒါကြောင့် channel လေးကို like and subscribe လုပ်ထားပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။ ရောင်းရဟာပုံဆွဲဝန္ဒနာပါတာပဲဖြစ်ဖြစ်မန်ဂါရီဝက်ပတွန်းတွေပုံဆွဲပုံတွေကိုစိတ်ဝင်စားရပဲဖြစ်ဖြစ်ဒါမှမဟုတ်အမှုပညာလက်ရာတွေကိုသဘောကျရပဲဖြစ်ဖြစ်ဆိုရင် ကျွန်တော်ဒီ YouTube Channel လေးမှာလာရောက်စီမြော့ခံလာဖို့ဖိတ်ခေါ်ကြပါတယ်ဟောဒါနဲ့ကျွန်တော် grain ဆွဲထားတဲ့ Web တွန်း Asusia က Web တွန်းနဲ့ Tapas မှာစတင်ဖတ်ရှိလို့ရနေပြီเนาะပြီးတော့ Facebook မှာလည်းဖတ်ရှိလို့ရနေပါပြီဆိုတော့ link လေးကိုကျွန်တော်ဒီ comment မှာချပေးထားပါမယ်အဲ့ဒါ link လေးရန်စင်သွားပြီးတော့ဖတ်ကြည့်ပေးကြဖို့အတွက်မြစ်တရရခံပါတယ် ဆိုတော့ဒီနေ့တက်ကတော့ဒါပဲကျွန်တော်ရဲ့ web drone artist ဖြစ်ဖို့ခရီးစဉ်လေးကိုဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်